တော့ဒီတုံးကိုဘယ်လိုစစ်လို့ရလဲဆိုတော့ကျွန်တော်ခုနတင်ပြသလိုနှစ်မျိုးစစ်နိုင်ပထမတော့ကတော့သွေးထဲမှာအရင်တက်တာသွေးထဲမှာအရင်တက်တာညာလုံးအားကြီးတော့မှစီးထဲမှာပါလာတာဖြစ်တယ်စီးထဲမှာလည်းစစ်လို့ရတယ်သွေးထဲမှာလည်းစစ်လို့ရတယ်စီးထဲမှာဆိုတော့ကျွန်တော်တို့က strip ပြားလေးတွေရှိ strip ပြားလေးတွေကျွန်တော်အဲ strip ပြားလေးနဲ့စစ်ပြီးတော့အယောက်ကားလောက်ကြည့်ပြီးတော့ကျွန်တော်တို့ကဘလောက်များလဲဆိုတော့ကျွန်တော်ကြည့်လို့ရတယ်သွေးထဲမှာတော့အခုဒီသမီးတို့မှာရှိရဲ့ရှိမှကျွန်တော်တို့ပြထားတဲ့ မီတာလေးတွေကျွန်တော်တို့ကတွေးကြိုစစ်တဲ့မီတာလေးနဲ့ပုံစံအတူတူပဲအဲ့လို strip ပြားလေးတွေနဲ့ကျွန်တော်တို့ကဒီတိုမီတာလို့ခေါ်တဲ့စစ်ဆက်လေးတွေနဲ့စစ်လို့ရတယ်အဲ့တော့ဘယ်ဟာပိုကောင်းလဲဆိုရင်တွေးထဲမှာစစ်တာပိုကောင်းတယ်တွေးထဲမှာစစ်တာပိုကောင်းတယ်တော့ဒီထဲမှာဒီတုံးမှာလည်းကျွန်တော်သုံးမျိုးရှိတယ်เนาะကျွန်တော်ကဘီတာဟိုက်ဒရောက်ဆီဘူတရစ်အက်ဆစ်ဆိုတာရှိတယ်အစီတိုအစီတိတ်အက်ဆစ်ဆိုတာရှိတယ် အစီတုံးဆိုတာရှိတယ်သုံးမျိုးမှာဒီဆက်တရားတော့ beta hydroxy butyric acid ဆိုတော့ကျွန်တော်စစ်တော့ဒါရှိမရှိလဲစပြီးတဲ့ level ကိုလဲပြကျွန်တော်က level ကလည်းအမတန်ရေးကြီးအဲ့တော့ကျွန်တော်တို့ကစီးထဲမှာစစ်တာကနဲ့တွေးထဲမှာစစ်တာဘယ်ဟာကောင်းလဲဆိုတော့တွေးထဲမှာစစ်တာကောင်းဘာလို့လဲဆိုတော့ကျွန်တော် level ကိုကြည့်ချင်ကျွန်တော်ခုနတင်ပြသလိုပဲ DKA လို့ပြောွာကီတုံး level ဒီ3 millipore per liter တဲ့ကြော်ရင် diagnosis လို့ကျွန်တော်ကသတ်မှတ်တယ်အဲ့တော့ စီးမှာစင်း3 mmol/L လို့ပြောလို့မရ။ blood ထဲမှာစစ်မှာဒါလေကျွန်တော်တို့က3 mmol/L လို့ကျွန်တော်အတိအကျပြောလို့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာကျွန်တော်စစ်လိုက်ရင်0.6 mmol/L အောက်ဆိုရင်တော့ဒါ negative လို့ပြောတယ်ဒါအဲ့ဒီမရှိဘူး။0.6နဲ့1.5ကြားမှာရှိရင် mmol/L ကြားမှာရှိရင်မိမကီတုံးတွေတက်နေပြီတတိထားလို့ကျွန်တော်ကပြောရတော့မှာဖြစ်တယ်။ เนาะ1.5နဲ့3ကြားမှာရှိရင်တော့ဒါတော်တော်များနေပြီမစရာဝယ်ခေါ်တော့3ကြော်စင်းုံချင်းပြီးတော့မင်တာ DK stage ကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ကပြောရမှာဖြစ်တယ်စင်းုံရောက်သွားရင်ကျွန်တော်ရဲရောက်ချင်းဒီ black kilometer လေးနဲ့ကျွန်တော်စစ်တယ်ပြီးရင်တို့6နိုင်ကြားတခါကျွန်တော်စစ်နေရဖြစ်ပါတော့စင်းုံစင်းကန်ရဲ emergency ward ဒီမှာကျွန်တော်တို့ကဒီ kilometer ဒီ immediate လိုအပ်ပါတယ် ကျွန်တော်တို့အခုကျွန်တော်တို့ကအရေးပေါ် ward ဒီမှာလေကျွန်တော်တို့ဒီကီတိုမီတာတွေကျွန်တော်လိုအပ်တယ် emergency ကျွန်တော် medical ward ဒီမှာလေဒီကီတိုမီတာတွေကကျွန်တော်လိုအပ်တာဖြစ်ပါတယ်ကျွန်တော်ဒီကီကိုတကယ်ကုတဲ့အခါမှာ6နိုင်ရတဲ့အခါနောက်ပိုင်းမှာ7နိုင်ရတဲ့အခါကျွန်တော်ကစစ်စစ်နေရတာဖြစ်ပါတယ်ကျွန်တော်ခုနပြောတဲ့နော်ဒီကီတက်တာတော့လားမတက်တာတော့လားကျွန်တော်ဘယ်လိုသိလဲဆိုဒီကီတိုမီ3 mm အောက်ကိုပြန်ကျသွားပြီ negative ဖြစ်တယ်ပါမှာပါကျွန်တော်တို့ကတက်တာသွားတယ်လို့ကျွန်တော်ယူဆတဲ့ကြောင်းဒါဒီ immediate immediate ကျွန်တော်တို့ဒီဒီကိုကုတဲ့နေရာမှာ immediate အသုံးဝင်နေဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတော့ဒီဒီကီတိုမီတာလေးတွေပေါ်လာတာကိုကျွန်တော်တို့ immediate ကြိုးဆိုပါတယ်ကျွန်တော်တို့ဒီ UK နိုင်ငံမှာကျွန်တော်တို့အလုပ်လုပ်တုန်းကလည်းဒီ black ဒီ what ထဲမှာဒီကီတိုမီတာတွေနဲ့ပဲကျွန်တော်တို့အလုပ်လုပ်တာဖြစ်ပါတယ်။ဘာလို့ဒီကီတိုမီတာကဒီ set နဲ့ပေါ်စစ်တာပေါ့လေ။ set နဲ့စစ်တော့နည်းလေးတော့ error ရှိတယ်ကျွန်တော်က ကလမောင်းအနေဖောက်စစ်ပြီးတော့ကျွန်တော်တို့ကတခွဲကောင်းလည်းပို့ပြီးတော့ double check တော့လုပ်တယ်ပေါ့နော်သို့တော့ကျွန်တော်တို့ကအခုဒီ guideline ကလေကျွန်တော်တို့ကဒါကိုလက်ခံတယ်ဒါကိုလက်ခံတယ်ကျွန်တော်တို့ကဒီဒီ capillary လို့ခေါ်တဲ့လက်ထိတ်ကနေစစ်တာကိုကျွန်တော်လက်ခံတယ်ဒါနဲ့ပဲအသုံးပြုပါကျွန်တော်တို့က double check နေနေတော့လမောင်းအနေစစ်ပြီးတော့လေတခွဲကောင်းလည်းပို့ပါလို့ပြောပါတယ်ဒါပေမဲ့ဒါကိုလက်ခံတယ်ကျွန်တော်ဒါနဲ့ပဲကျင့်သုံးနေတယ် ကျွန်တော် UK နိုင်ငံမှာလည်းကျွန်တော်တို့လုံးပြူတော့တော့ကျွန်တော်အလုပ်လုပ်ခဲ့တော့လည်းဒါကိုပဲကျွန်တော်အသုံးပြုပါတယ်။ဒါကြောင့်မို့တိုချုပ်ပြန်ပြောရရင်တော့ဂျီတုံးကိုဘယ်လိုစစ်လို့ရလဲဆိုရင်ဈေးနေနဲ့စစ်လို့ရတယ်၊စရပြားလေးနဲ့စစ်လို့ရတယ်။ဒီတွေးထဲမှာလည်းဒီဆက်လေးနဲ့စစ်လို့ရတယ်။ဆက်လေးကတော့ပိုကောင်းပါတယ်။အမျိုးအစားတစ်စီးချိုယောဂါရှိတဲ့သူတွေမှာဂျီတုံးကိုပုံမှန်စစ်ဆေးသင့်ပါသလားဆရာ။ကျွန်တော်တို့အနေနဲ့ဖြစ်နိုင်ပေါ့ဖြစ်နိုင်ရင်ကျွန်တော်တို့ကဒီတိုင်ဝမ်ကလေးတွေဒိုင်းပြီး ကျွန်တော်တို့ကဒီဒီတုံးမီတာကိုဆောင်ထားတယ်အဲကျွန်တော်နိုင်ငံကတော့ဒါငွေကြီးတော့ချိုးတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့တော့ကျွန်တော်တို့ကဒီဒီခုနပြောတဲ့အလူရှင်တွေကိုပေါ့နော်လူရှင်နိုင်ငံတွေကိုတော့ကျွန်တော်တို့ကပြောဖို့လေကျွန်တော်တို့ကဒီကလေး၄၀၀ကျော်ကိုတော့ပတ်ပိုးနိုင်မလားဆိုတော့တို့ကအကုန်လုံးတော့မပတ်ပိုးနိုင်ဘူးတို့ကဘာလဲဆိုတော့ကျွန်တော်တို့နော်ဒီကေပေါ့အဖြစ်များတဲ့ကလေးတွေကိုပြောပြပါတို့အဲ့ဒါတွေတော့ပတ်ပိုးပေးပါမယ်လို့ပြောပါတယ် နော်ဖြစ်နိုင်နော်ကလေးတိုင်းဒီဆောင်းထားတဲ့နိုင်ငံတကာမှာတော့နော်တိုင်ဝမ်ကလေးတိုင်းဒီဒီဒိုမီတာသူတို့အိမ်မှာအကုန်ပေးထားတယ်ဒါနိုင်ငံသူတို့နိုင်ငံနဲ့ပတ်ပိုးထားတော့မဟုတ်လေလို့ခေါ်ရင်ဒီအမျိုးသားတစ်ကလေးတွေကအချိန်မရွေးအချိန်မရွေးခုနပြောတဲ့နောက်ဆက်တွဲစုချုပ်ဖြစ်တဲ့ဒါဗီကီတိုစီတိုစစ်အချိန်မရွေးဖြစ်သွားနိုင်ဘာလို့အချိန်မရွေးဖြစ်သွားနိုင်လဲဆိုတော့တစ်ကသူတို့ဒီအချိန်မရွေးဖြားနိုင်နော်အချိန်မရွေးဖြားနိုင် ချိန်မျိုးနေမကောင်းဖြစ်နိုင်တယ်။အချိန်မျိုးတစ်ခါတလေမှာတို့အင်ဆူလင်နေထိုးတာနေတော့တာလည်းဖြစ်နိုင်တယ်။တစ်ခါလေမှာအင်ဆူလင်မထိုးမိလိုက်တာလည်းဖြစ်သွားတယ်။ကျွန်တော်နိုင်ငံမှာတော့မရှိဘူး။တို့နိုင်ငံမှာတော့ပမ့်ဆိုရှိရင်အင်ဆူလင်ပမ့်နေသွား။အဲ့ပမ့်နေရစက်တီကြောင်သွားပြီးတော့ပမ့်နေအလုံးလုံးသွားတဲ့အခါမှာအင်ဆူလင်တို့မရလိုက်တဲ့အခါမှာ DK ဝင်သွားရည်ရှိ။ဒါကြောင့်မလို့တို့ကနော်တို့ကတစ်ခါလေးဝင်းရှော့လိုက်တယ်ပြို့တယ်အန်နေနော်ပြို့တယ်အန်တဲ့အချိန်မှာ ဒီကြီးဝင်သွားနိုင်တာရှိရတဲ့ကြောင်းသူတို့လူမျိုးကသူတို့ဟိုအမြဲတမ်းသူတို့အိမ်မှာဒီတုံးမီတာစောင့်ထားပါဆိုပြီးတော့သူတို့နိုင်ငံမှာတော့ခလေးတိုင်းမှာဒီတုံးမီတာရှိပါကျွန်တော်နိုင်ငံကတော့လက်ရှိအခြေအနေကကျွန်တော်တို့ကစီးပွားရေးနည်းနည်းချိုးတဲ့နေတဲ့အတွက်ကြောင့်ခလေးတိုင်းကိုတော့ကျွန်တော်မပေးနိုင်ပါဖြစ်နိုင်ရင်တော့ခလေးတိုင်းစောင့်ထားတယ်ပါကီတိုမီတာအိမ်မှာရှိခဲ့ရင်တပတ်ကိုဘယ်နှကြိမ်နောက်စစ်ဆေးသင့်ပါလဲဆရာအဲ့လိုတော့မဟုတ်ကျွန်တော်တို့ကတော့ကျွန်တော်ကခလေးတွေကို เนาะดาบริกีโตอะซีโตซิสဖြစ်နိုင်ကြီးရှိတဲ့လက္ခဏာတွေကျွန်တော်ကတင်ထားတယ်เนาะเนาะကလေးတယောက်ကပြို့တယ်เนาะအံ့နေเนาะပြီးရခါမှာဒီကီရဲ့လက္ခဏာတွေပေါ့เนาะဒါဗီကီတိုစီတူတဲ့လက္ခဏာပြို့တယ်အံ့နေရေတွေအရန်ငတ်တယ်စီးတွေအရန်သွားတယ်ဘိုက်အောင်နေဘိုက်အောင်နေကလေးကအရန်မောတယ်မောတယ်တက်ရှူလာတာခက်ခဲတယ်အရန်မောလာတယ်တက်ရှူလုံးအရန်မြန်လာတ ပြီးရခါမှာကလေးကသတိလစ်ချင်းလို့ဖြစ်ရင်နော်ရေတက်အရန်ခန့်ချောက်တဲ့ဆိုရင်ဒါဒါဗီကီတိုစီတိုစီကလက္ခဏာဖြစ်တဲ့အမြန်ဆုံးဆေးကောင်းသွားပါအဲ့ဒီအချိန်မှာဆေးရမှာဖြစ်ပါတယ်အဲ့ဒါမှာ positive ဖြစ်သွားတယ်နော်ကီတိုမီတာမှာ3မီလီမိုးကျော်သွားရင်ချက်ချင်းဆေးကိုပြေးရမှာအဲ့ဒီအချိန်မှာဆက်တဲ့ဒါတစ်ချက်ပေါ့နောက်တစ်ခုကတော့ကလေးတွေက exercise တွေလုပ်တယ် exercise ကလေးရဆော့ကစားတွေပြီးတယ်အဲ့လိုဆော့ကစားတွေပြီးတဲ့အခါမှာလေတစ်ခါလေးမှာ နော်ပုံမှန်မဟုတ်ဘဲနဲ့ပို့ပြီးတော့ပြီးတဲ့စော်ကစားတဲ့အချိန်ဒီမှာမဒီကေဝင်တတ်တယ်အဲ့လိုမျိုးတွေမှလည်းစစ်တယ်ခလေးတွေဖျားတဲ့အချိန်မှာစစ်တယ်ဖျားဖျားတဲ့အချိန်ဒီမှာတော့ဒီကေဝင်မှု chance အရင်များပိုးဝင်တဲ့အချိန်ဒီပေါ့အနာဖြစ်တဲ့အချိန်ဒီမှာဒီကေဖြစ်ဖို့လည်းအများကြီးအဲ့ချိန်မှာစစ်တယ်အဲ့လိုအချိန်မှာပဲစစ်တယ်တို့ကတော့စီးကြိုသွေးကြိုလို့ကျွန်တော်ကနောက်တစ်ခုကမှားထားတာစီးကြိုသွေးကြိုတွေက300ကျော်ဖြစ်တဲ့အချိန်ဒီမှာအဲ့လိုမျိုးတွေမှာဒီကေဝင်လည်းများတယ်အဲ့ချိန်မှာစစ်တယ် နော်ခုနကကိုဂလူးကို့စ်လို့တော့နော်သုံးရက်တခါစစ်ပါလို့တော့အဲ့လိုလိုစစ်စရာကြောင့်မရှိဘူးအဲ့တော့လက္ခဏာ ਈ ပေါ်စစ်တဲ့နေမကောင်းတဲ့အချိန်ဒီမှာစစ်တဲ့ပိုးဝင်တဲ့အချိန်ဒီမှာစစ်တဲ့နော်ပုံမှန်မဟုတ်တဲ့ exercise တွေလုပ်တဲ့အခါမှာစစ်တဲ့ဒီလိုမျိုးချိန်ဒီမှာစစ်တဲ့လို့မှားထားပါတယ်ဟုတ်ကဲ့ဆရာဒီ KU ရောကာကွယ်နိုင်ပါသလားရှင်တော့ကာကွယ်နိုင်လားဆိုတော့ခုနအချက်တွေပဲပေါ့ဆိုတော့ကလေးတွေကအဲခုနအဲ insulin ကိုမှတ်မှန်ထိုးအောင်မှာဖြစ်တယ် အင်ဆူလင်ကိုမမှန်မထိုးလိုက်ရင်နော်စီးကြိုတွေကတအားဆောင်တက်သွားပြီးတဲ့အခါမှာဒီကိအဖြစ်ပေါ်လာရမ်းများဒါကြောင့်မို့သူတို့ကကလေးတွေကိုအင်ဆူလင်မမှန်ထိုးပါနံပါတ်1ကကိုယ့်ရဲ့စီးကြိုသွေးကြိုကိုကိုယ်ရဲ့လိုချင်တဲ့ရည်မှန်းချက်တွေကိုရအောင်တာဂက်တွေကိုအမြဲထိန်းထားပါအဲ့လိုမထိန်းမနဲ့စီးကြိုသွေးရော300ကျော်သွားရင်နော် diabetic ketoacidosis ဆိုရဲခေါ်တဲ့နောက်ဆက်တဲ့စုစုဖြစ်ပေါ်လာရမ်းများနောက်တစ်ခုကဖျားရင်တတိထားပါ ဝင်းနေရှော်ရင်ဖြားရင်နေမကောင်းဖြစ်သူတို့ကျွန်တော်နေမကောင်းဖြစ်ရင်သူတို့လိုက်နာဆောင်ရမယ်အချက်များလို့ကျွန်တော်မှားထားပါတယ်ကျွန်တော်တို့ကတော့60 rule လို့ခေါ်တယ်အဲ့ဒါကိုသူတို့လိုက်နာဆောင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကသူတို့ကိုစီးကျွတ်တွတ်ရဲ့ဟောဒီ DJ ရဲ့လက္ခဏာတွေကိုကျွန်တော်သင်ထားတယ်ဒီလိုမျိုးဖြစ်ရင်သတိထားပါနော်အဲ့တော့ဒီချက်ဒီကဒီကမဖြစ်အောင်ကျွန်တော်တို့ကဂျိုတင်ကာဝဲတဲ့နည်းဖြစ်ပါတယ်။မျိုးစားနဲ့စီးဂျိုတိုက်ပြူတာဗီဒီစမာရောဒီကဖြစ်နိုင်ပါဗလားဆရာ။ ုတ်တယ်ကျွန်တော်တို့ကအများစုကတော့တိုက်ဝမ်းမှာအဖြစ်များတာပေါ့သို့တော့တိုက်ဒူးတွေလည်းဖြစ်နေတိုက်ဒူးတွေမှာလည်းအများကြီးဖြစ်နေဒါကြောင့်မလို့တိုက်ဝမ်းမှာဒါတော့ DK ဖြစ်တာမဟုတ်ပါဘူးတိုက်ဒူး WBC မှာလည်းဖြစ်ပါတယ်ဒါပေမဲ့တိုက်ဒူး WBC ကတော့တိုက်ဝမ်းလောက်တော့မဖြစ်တဲ့အတွက်ကြောင့်သူတို့ကတော့ကီတိုမီတာကြီးကိုစောင့်ထားစရာတော့မလိုဘူးသို့တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဆေးုံစည်းကမ်းတိုင်းပေါ့ဆေးုံစည်းကမ်းတိုင်းကတော့စောင့်ထားတဲ့ဆောင်းနိုင်ဖြစ်နိုင်ပေါ့ GB ဆရာတွေကိုယ်တိုင်တော့ဆောင်းထားတဲ့ဒါရ GB မှာနောက်စီးရသမားတွေကိုအများကြီးကူနေတော့เนาะဆရာဝန်တွေအကုန်ဆောင်းထားတဲ့နေလို့ကျွန်တော်တို့ယူဆပါတယ်ဒါရတွေကတော့ကျွန်တော် life saving ပေါ့ life saving ဖြစ်တဲ့ကြောင့်ဆောင်းထားတဲ့တကယ်เนาะတကယ် emergency department ရှိတဲ့ဆေးဝန်တိုင်းလို့ကျွန်တော်တို့ဆောင်းထားတဲ့ဒါသည်ချက်ချင်းဒါလေးဖောက်စစ်လိုက်တာ ਨੇ เนาะဒီကေဟုတ်ဟုတ်ကွာချက်ချင်းပြီးရဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကလမောင်းတွေတွေးဖောက်ပြီးတော့စစ်ဖို့ကတော်တော်ကြာတယ် အဖြေရောက်တော်တော်ကြားတယ်ဒါလေးကိုဖောက်စစ်လိုက်ချင်းချင်းအဖြေထွက်နိုင်တဲ့အတွက်ကြောင့်ဒါဒီတကယ်ကိုအရေးပါအရာရောက်တယ်တော့တတော်ကြီးကိုပဲကျွန်တော်ပြီးတော့မိနစ်တမိနစ်နှမိနစ်အတွင်းမှာချင်းချင်းအဖြေထွက်တဲ့အကြောင်းလို့ကျွန်တော်က timely ပေါ့နော်အချိန်အနည်းငယ်အတွင်းမှာနော်တေချာယောဂောက်တီးပြီးချက်ချင်းကုသနိုင်တဲ့အကြောင်း like စီပြီးမှအသက်အမြင်ကိုကာကွယ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့တော့ဒါဒီစေုပ်စည်းကမ်းတိုင်း ော် emergency တစ်ပတ်တိုင်းမှာရှိတင်ရှိတိုက်တဲ့เนาะကီလိုမီတာဖြစ်တယ်လို့ပြောပြချင်ပါတယ်။ type 2တွေမှာလည်းဖြစ်ပါတယ်။အခုဆိုရင်ပေါ့เนาะဆရာဝိတ်ချနေတဲ့သူတွေမှာကီတိုဂျန်နစ်ဓာတ်ရဲ့စားသုံးနေမှုကိုတွေ့ရှိရပါတယ်။အဲ့ကီတိုဂျန်နစ်ဓာတ်ရဲ့စားသုံးနေမှုနဲ့ဒီကီတုံးစစ်ဆေးမှုကဆက်ဆက်မှုရှိလားဆရာအမြင်လေးလည်းသိချင်ပါတယ်ဆရာ။ဟုတ်ကဲ့ကောင်းပါပြီ။ဟောကီတိုဒိုက်ရက်ကလည်းအမြင်နဲ့မြေကြီးတွေထဲမှာပါပါတယ်။ဟိုကောင်းတာလေတကယ်လေကောင်းပါတယ်။ဆိုတော့ကီတိုဒိုက်ရက်ရဲ့ theory ကတော့ပါလေဆိုတော့ သူကဒီကာဘိုဟိုက်ဒရိတ်ကိုရှော့လိုက်တာပေါ့ကာဘိုဟိုက်ဒရိတ်ကိုတနည်းတနည်းစားတဲ့အခါမှာ20%လောက်ပဲကျွန်တော်ကစားတယ်80%က fat ကလာတယ်80%က fat မဲ့ကောင်းတဲ့ fat တွေပေါ့နော်ကောင်းတဲ့အစီအစီတွေကသူကတော့တယ်အဲ့တော့သူကခန္ဓာကိုယ်ရဲ့လောင်စာကိုကျွန်တော်ပြောသလိုပေါ့ကျွန်တော်တို့က80ရာခိုင်နှုန်းကကာဝိုက်တူကတွားပြီး20%ကကျွန်တော်တို့ကအဖက်ကလာတယ်ပေါ့ကျွန်တော်တို့ရဲ့ပုံမှန်လူတွေကဒါပေမဲ့သူကပြောင်းမြန်လုပ်လိုက်တာ အဲ့တော့ပြက်နာပါလေဆိုတော့သူကဒီနီးနဲ့သွားတဲ့ခါမှာ fat ကနေလောင်ကျွမ်းတယ် fat ကိုပဲလောင်စားစီနေတော့တော့တကူလုံးရဲ့ fat တွေအကုန်လုံးကနေပြီးတော့ပြပြနဲ့ဝတ်ကြသွားတော့ဟဲ့မကောင်းတဲ့ချက်ကတော့ခုနကျွန်တော်ရှင်းပြဆိုပေါ့ဒီ fat တွေကိုလောင်ကျွမ်းရတဲ့အခါမှာ keto တွေထွက်လာဒါ keto တွေထွက်လာတဲ့ကြောင့်ပေါ့ဒါ ketogenic diet လို့ပြောတာဆိုတော့ဒီ keto တွေထွက်လာတဲ့အခါမှာသူက level တစ်ခုတည်းပဲကောင်းတယ်ကျွန်တော်တို့ကျွန်တော်ခုနပြောသူကသူ့မှာ level ကြီးရှိတာနော် point 6 out ဆိုရင်တော့ negative 1.6နဲ့1.5ဆိုမိနစ်တက်လာပြီ1.5 to 3ဆိုတော်တော်များတယ်3ကြော်မကောင်းတော့ဆိုတော့ဒါကြောင့်မို့အလွန်ဂျွန်ဖြစ်ရင်လည်းမကောင်းပါဘူးဒါကြောင့်ကျွန်တော်တို့ကအဲ့တော့ခီတုံးမှာအလွန်ဂျွန်ဖြစ်လာလို့ကပထမတော့နုံးတာနုံးနေပြုတ်ခြင်းအန်ဂျင်နဲ့မလုတ်ချင်တာဖြစ်လာဆိုတော့အဲ့ဒါကိုကျွန်တော်ကီတိုဖလူးလို့ခေါ်ပါစာစကစာကသာမှာလူကအဲ့လိုပြုတ်ခြင်းနဲ့အန်ဂျင်နဲ့မလုတ်ချင်တာဖြစ်ပါတယ်ကီတိုဖလူးတွေဖြစ်တယ်ဒါကြောင့်အလွန်ဂျွန်စားလာလို့ရှိရင်လည်းကီတုံးတွေတက်လာတတ်ပါတယ် တကားလေးမှာအဲ့ဒါကြောင့်လူကမလုတ်ချင်တာတွေပြုတ်ချင်တဲ့အန်ဂျင်နာတွေတားများတဲ့အခါမှာလည်းတစ်ချက်တစ်ချက်ဒီတီတုံမီတာတွေနဲ့ဖောက်စစ်လိုက်လို့ရရရင်ကျွန်တော်တို့ danger လေးပဲဖြစ်တယ်เนาะ1.5နဲ့3ကြာ or maybe 3ကြော်ရင်တော့ကီတိုဒိုင်ရရက်တင်ပါရက်မရက်လို့ရှိရင်ကျွန်တော်တို့ခုနပြောတဲ့ကီတိုစီဒိုးစစ်ဆိုတာဖြစ်ပါတယ်ဒါတကယ်ကိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က ID ကိုလက်မခံပါဒါကြောင့်မလို့ကီတိုဒိုင်ရစားမိတဲ့လူတွေမှာလည်းဒါလေးကအသုံးဝင်ပါတယ်ဒီကောင်းကျုံအနေနဲ့ဗာများမှာကြားချင်ပါတယ်ဆရာ ကျွန်တော်အနေနဲ့ဒီ SML ကိုလည်းကျွန်တော်တို့အများကြီးကျေစုတင်ပါတယ်။ဘာဖြစ်လဲဆိုတော့ဒီကီတိုမီတာလေးကကျွန်တော်တို့အတွက်အဲကျွန်တော်တို့ဆရာဝန်တွေအတွက်ပေါ့နော်။အဲကျွန်တော်အထူးသဖြင့်ကျွန်တော်တို့စီးကျူဆရာဝန်တွေအတွက်တော်တော်ကိုအသုံးဝင်နေစက်လေးပါ။ဘာဖြစ်လဲဆိုတော့ကျွန်တော်လည်းမျှော်လင့်နေတာကြာပါပြီ။ เนาะကျွန်တော်တို့အနေနဲ့ဒါက DKA အတွက်เนาะကျွန်တော်တို့အနေနဲ့အာတကယ်ကိုအသုံးဝင်တဲ့စက်လေးတစ်ခုလို့ကျွန်တော်တင်ပြပါစီကျွန်တော်တို့ရဲ့ emergency department ကြီးအဲကျွန်တော်တို့ရဲ့ medical ward ဒီထဲမှာတကယ်ကိုကျွန်တော်တို့က timely ပေါ့เนาะကျွန်တော်တို့က diagnose ရနိုင်တယ်ကျွန်တော်တို့ကစီယူသူယူသမားတွေကို DKA ကို timely diagnose ရပြောတဲ့အနေကိုကျွန်တော်တို့ကကာကွယ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီစက်လေးရှိတာကိုအများကြီးကျွန်တော်တို့เนาะ ကျေးဇူးတင်ပါတယ်တွင်ပြီးတဲ့အတွက်လည်းကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်အများကြီးလည်းအသုံးဝင်ပါတယ်ကျွန်တော်တို့အနေနဲ့ဆက်လက်ပြီးတုံ့ပြန်ပါမယ်လို့ကျွန်တော်တို့ထင်ပြပါရစီအခုလိုမအားမလက်တဲ့ကြားကအချိန်ပေးပြီးရောစိတ်ရှိလက်ရှိနဲ့ရှင်းပြဆွေးနွေးသွားပေးတယ်ဗမောက္ခဥပုကိုကျမတို့ SMM မိသားစုမှအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်အခုဆိုရင်ကီတုံးကနေပြောပြပေးနေတဲ့စီချိုယောဂရဲ့တတိထားစီရနဲ့လိုက်နာစီရချက်တွေကိုပြပြဆုံးဆုံးနားလည်သဘောပေါက်သွားပြီပေါ့နော်။ကြီးစုပေးနေတဲ့ပြည့်သက်ကြီးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းပြန်လည်တွေ့ဆုံပါဦးမယ်ရှင်။